ကဲကျွန်တော် serious computer နဲ့ပြန်လည်ကြိုဆိုပါတယ်ဟုတ်ပြီကျွန်တော်ရင်ခေါက်တင်ကားတာတော့ program computer program ဆိုတာလေးကိုနိုင်ငံမိတ်ဆက်ခဲ့ okay ဒီတစ်ခေါက်မှာကျွန်တော်တို့ computer program ကိုဘာနဲ့ရေး programming language နဲ့ရေး programming language ကိုဘာနဲ့ရေးအဲ i'm going to la okay ကြည့်မယ် programming language တွေသင်မယ်ဆိုရင်ဒါအခြေခံသီးသင်းတဲ့တော့ topic လေးဟုတ်နော် okay အရင်ဆုံး programming environment environment အကြောင်းလေးတရား environment ဆိုတော့တို့ဘာသာပြန်မစပုံဝင်ခြင်းဟုတ်လားဘယ်လိုပုံဝင်ခြင်းလဲကဲကျွန်တော်ကဲခင်ဗျာ ကဘောလုံးသမားဖြစ်ကျင်တယ်ဘောလုံးသမားဖြစ်ကျင်အောင်ကျွန်တော်တို့ထမ်းသမားတွေကြားထဲသွားနေလို့မရဘူးလေဟုတ်တယ်နော်ဘောလုံးသမားဖြစ်ကျင်တဲ့ကောင်ထမ်းတော်လဲသွားနေလို့မရဘူးလေဘောလုံးသမားဖြစ်ကျင်တဲ့ကောင်အကယ်ဒမီတက်မယ်ဘောလုံးအကယ်ဒမီတက်မယ်ပြီးရင်လေ့ကျင့်မယ် training ဆင်းမယ်ဟာလက်ရည်သင်ပြအောင်ကြိုးစားမယ်ဒါဆိုဘောလုံးသမားဖြစ်ပြီနောက်ဆုံးထပ်ပြီးတိုးတက်ခြင်းပေးသွားမယ် premium လေးကိုသွားမယ် okay မလားအခုလဲလို့ programmer ဖြစ်ကျင်တဲ့ကောင် programming ရေးကျင်တယ်လို့မကျွန်တော်တို့ computer တစ်လုံးဝင်လိုက်တယ်ဝင်းတို့တင်လိုက်တယ်ဘာမှမပါဘာဆိုဝဲမှမထည့်ရတယ်ကျွန်တော်တို့ computer ကို right click နဲ့ control panel ထဲမှာရှိနေတဲ့များဟာတွေဒီကျွန်တော်တို့ပါတယ်နောက်ထပ်ထည့်ထားတဲ့ software တွေဒါပေမဲ့တချို့ linux တော့ linux software တွေမှာပါတယ်မှာတော့ကျွန်တော်တို့ program ရေးဖို့တခါလဲပါတယ်ဟုတ်လားကဲဆိုကျွန်တော်တို့အဲမြေကွန်ပျူတာ programmer ရေးဖြစ်ခြင်းနဲ့ program ရေးခြင်းနဲ့ကဲဟုတ်ရေးခြင်းမြင်ရေးခြင်းတော့အဲနည်းနည်း knowledge လေးသိပြီးကွန်ပျူတာ program ကိုဘာနေရတာလဲ high level ရေး low level ရေးငါတို့ high level ကိုသင်ရတယ် high level ကဘာနေရ programming language တွေသုံးပြီးရေးတယ်ကဲအဲ programming language တွေကိုသုံးပြီးတော့ဘယ်လိုရေးတာလဲကြည့်မယ် မဆုံးအနေနဲ့ဒါကျွန်တော် beginner အနေနဲ့ကျွန်တော်တို့စပြောလိုက်ရအောင်နော်။ဘာလို့လဲ test editor လို့လဲ။မတူးတော့နာမည်လေးကိုနားထောင်လိုက်။ test editor test editor စကလုံးနေ test တွေဟုတ်နော်။စာတွေ number တွေကို edit လုပ်ဖို့လေ editor ဆိုရဲလေ။ကွန်ပျူတာမှာတခါလဲပါပြီးသား what is this this is no bass plain text ကိုပြောနော်။ text မှာ plain text register ရှိတယ်။ဒါဒီ plain text plain ဘာမှလုပ်ရတာစာပဲရေးစာပဲရေးမယ်။ကွန်ပျူတာ program တွေပဲပါလို့မလဲ။ဒီမှာဒါဒီပါပါပလန်ပဲ plain text ဟုတ်နော် text editor ရှိရင် program စရေးလို့ရတယ် okay ဟုတ်ပြီအဆင်ပြေသွားရင်ငါ attach editor လည်းရှိတယ် window ထဲမှာလည်းပါနေတယ် ready ပဲရေးလိုက်ပြီအဲ print p r i ဟောရေးတယ်မှာ print w o r n d ဒါကြိုက်တယ်လို့ရေးလို့ရ w o r n d အဲစာအုပ်တိုင်းစာအုပ်တိုင်းရဲ့ဟာလေးကတော့ hello ဒီပိုင်းလည်းစာရင်လားဟုတ် ော်ကြိုက်တယ်ရေးလို့ရโอเค print hello ဟာဟုတ်သွားရင်ငါ program ရေးတဲ့သွားရင်စင်ပြီးသွားရင်ဒါဆိုရင် hello ဆိုတဲ့အရာလေးမျက်နှာပြင်မှာလာဘယ်မျက်နှာပြင်မှာလာပြမှာဒီ desktop ကိုလာပြမှာလား console ကိုလာပြမှာဟုတ်ပြီနော်အဲ့ဒါရှိတယ်โอเค address အဲ့ဒီတိုင်းရှိတာပမာဆုံးတစ်ချက်ရအောင်နောက်တစ်ခုဒီကောင်ကို run ဖို့အတွက်ဒီခုကျွန်တော်ရေးလိုက်တဲ့ print hello ဆိုတာလေးကို run ဖို့အတွက်အဲတော့ပြောပြပြီးသား combine လက်ရှိတယ် interpret လက်ရှိတယ်ဘာလို့လဲအဲ့ကောင်ကို combine လာ matching language matching code ကို assembly code down to ပြောင်းမယ်နော် language အစဉ်လိုက် assembly ကနေ matching code ကိုပြောင်းလဲဖို့အတွက်ဘာလို့လဲ compiler လို့ရယ်ဟုတ်ပြီ compiler လို့ကဲအဲ့ဆိုကျွန်တော် compiler ဒီ programming language အလိုက်ကွဲသွားပြီအမင်း java နဲ့ရေးပါလား java ရေးမှဆို java compiler အမင်း python နဲ့ရေးပါ python ရေးမှဆို python compiler ဟုတ်လားတချို့ကောင်တွေနှစ်ခုလုံးရှိရင် interpreter လည်းလုပ်တယ် compiler လည်းလုပ်တယ်ကဲအဲ့လိုကောင်တွေဆိုအဲ့လိုသူတို့အတွက် inter environment ထည့်ပြန်အမ java ရေးမှဆို java နဲ့ဆိုင်တဲ့ jdk အလကားရတယ် free ရတယ် ပိုင်သွင်းရေးမယ်ဆိုပိုင်သွင်းတဲ့ဆိုင်နဲ့ပိုင်သွင်း interpreter စီမံရေးရစီကွန်ပိုင်လာဘာလို့မလဲလို ਈ โอเคဟုတ်ပြီအဲ့ဆိုရင်တော့ရှာမယ်ရှာပုံရှာနေပြင်ပြောမယ်ဟုတ်မလားရှိတယ်ထားလိုက်ဟုတ်ပြီစင်ပြေသွားတယ်ဒါကွန်ပိုင်လာလို့ရအဲ့ဆို programming language လို့ text editor လို့ရကွန်ပိုင်လာလို့ရ interpreter language ဆိုဘာလို့ရ interpreter လို့ရ to execute the program directly interpreter လို့ရဂျာဂန်ပြောင်းလဲတဲ့ကောင်လို့ရโอเคဟုတ်ပြီစင်ပြေသွားပြီဒါဆိုတော့အခြေခံလိုရချက်တွေဘောင်းမှရှိပါဦးဈေးလည်းမကြည့်ပါဘူးလက်ခါရရအောင်တော့ ready ဒါပဲကျွန်တော်တခုပြောမယ်ကဲဆိုအားရောဟုတ်တယ်အာ programming language dash editor နဲ့အဲ့ဒါဆိုတော့အခု Facebook တွေ Facebook တွေ dash editor နဲ့ရေးတာလား no no သူတက်တဆင်းမြင်နေ program ရေးတာဟုတ်တယ်စရေးတာတော့ dash editor နဲ့နမူနာပြရတယ်လွယ်တာဟုတ်ဒါပေမဲ့တကယ် program ကြီးတွေရေးတဲ့ချိန်မှာကျွန်တော်တို့ကျွန်တော်တို့ဟာ Microsoft Word ဆိုတော့ကြည့်လိုက်ပဲ notebook နဲ့ Microsoft Word နဲ့စာတော့စာပဲ Microsoft Word ဟုတ်ပြီ Microsoft Word notebook နဲ့ Microsoft Word ကစာတော့ရေးတယ်ဒီကောင်လည်းစာရေးလို့ရတယ် အဒီ Microsoft Word ကလည်းစာရေးလို့ရတယ်။ဟာဟုတ်တယ်။ဒါသူလည်းစာရေးလဲ။ဒါပေမဲ့ဒီအားနဲ့ကျွန်တော်တို့ program ရေးလို့မရအောင်နော်။ဒါ plain text မှာရ။ဒီစားဒါဟိုအဲဒါဟိုကျွန်တော်တို့ select ပေး select ပေးအယောင်နေပြောင်းနေ font တွေ change နေကြိုက်တာလို့လဲ။ဒါဒီ register လို့ခါ text ကိုကြိုက်တယ်လို့လုပ်တာ။ဟုတ်လား။ဒါကြိုက်တယ်လို့လုပ်တာ။ဒါဒီကျွန်တော်တို့ Microsoft Word text အာ word processing ဆိုတော့သူကျတော့ text editor မဟုတ်တော့ Microsoft လဲစာရေးတယ် notebook လဲတကယ်ပုံမှန်တော့ရုံးစာအောင်သွားပြန်တော့ notebook နဲ့ရေးတာ။မရေးဘူး။ ဘာနဲ့ရေးလို့ Microsoft Word ဆိုဝင်နေရေးလေဟာဆိုဟောမင်း notebook နဲ့ရေးပါလား notebook လဲစာရေးလဲ notebook လောက်ဆောင်ချက်တွေပါနော်မတူဘူးလေပို့ပါတယ်အဲ့ဒါဆိုရင်တော့ရှင်းပြမယ်ဒါဒီ notebook ဒါဒီ notebook sublime တက်ဒါစ amazing လိုက်ပြီးတော့ password ပဲလေ sublime တက် software အတိုင်းဖွင့်ထားတယ်သူမှအားသာချက်တွေရှိတယ်ဘာလဲအယောင်သွေးလေးတွေပါလေဟုတ်လားအဲ့ HTML ရေးမယ်ဆို HTML နဲ့အယောင်လေးတွေဟာဘယ်လိုရမလဲ code highlight တွေမှကျွန်တော်တို့ method ဆိုရင်ဘာရအောင် function ဆိုရင်ဘာရအောင် block ဆိုရင်ဘာရအောင်အဲအယောင်မျိုးစုံနဲ့ပါလို့လေ ဲ့ဒါဒီကျွန်တော်တို့ကော့ဟိုင်လိုက်တွေသူ့ရဲ့ kwa ချချက်ပဲကျွန်တော်ကပုံမှန် program ရေကဲဒီ notebook နဲ့လည်းကျွန်တော်တို့ print hello ရောရေးလို့ရပါပဲကဲကျွန်တော်တို့နမူနာနဲ့ကျွန်တော်ပိုင်းသွင်းလေးကိုတခုလုပ်ပြဟုတ်လား print hello ရောရေးလို့ရပါပဲ find you ဟုတ်လားကဲဒါဆိုတော့ဒီမှာလဲ print hello ရောရေးမယ် p r i n t print ဟုတ်လား print အဲ့ဒါကျွန်တော်ပြောချင်တာလေးလာမယ် h e l l o w o r n d ဟုတ်လား okay လင်းထားတော့ဒီမှာဘာမှမလုပ်သေးဘူးဘာမှမလုပ်တော့ဘာညာဘာညာမလုပ်သေးဘူးနော်တော့ဘာညာတော့ဒီတိုင်းစိတ်လို့ပြောဒီတိုင်းစိတ်မယ်ဆိုရင်တော့ fine ဒီ notebook နဲ့ရေးပြီးစိတ်မယ်ဆိုဘာပဲညာမှာတော့ fine touch fine မယ် dot touch ပဲညာမှာလေကိုကဘာ fine မှာဆိုတော့ပြောပြရဟုတ်လား dst test dot py ဆို fine တော့ fine အဲ fine တော့ဘာ fine py ဟိုတကယ်ဆိုဒီကောင်းလဲလို့ပဲ right နဲ့ saves ဒါကကိုလို့ snail ကိုလို့ credit touch saline touch dot drop ပေါ်ပဲထားမနော်မြင်သာမြင်သာရှိအောင် py sorry sorry dst test.py ဟုတ် desktop save ဟုတ်လား notebook နဲ့ရေးတဲ့ဟာလည်းရှိနေလေရတယ် note note ထားလိုက်ဒါ dash 2ပေါ့ဗျစားလဲသလိုင်းနဲ့နာမည်ပေးလိုက်ကိုလုပ်ကြတယ်ဗျစားလိုက်ပါနော်ဒါနမူနာလေးကြုံလုံးပြဟုတ်ပြီ test 2 oh py လို့ရေးလိုက်တာ ਨੇ ဒီ slime တက်သူ့ဘာ file ဆိုတာသိတော့ python program file ဆိုတာဒီ notebook ကြီးသိလား အယောင်သွေးလည်းမဆုံးဘူးဒီမှာလဲ test တွေဆိုပိုင်းတူမှာဒါနဲ့ပြနေဟော print ဆိုတဲ့ဟော method ဟာလေးကိုယူသုံးတယ်မလို့ reference ကိုဘာနဲ့ပြလဲဟောဟိုအပြာနှူးရောင်လေးနဲ့ပြတယ်ကဲ code highlight အဲ့ဒီလုံဆောင်ချက်တွေမဟုတ်ပါဘူးကျွန်တော်တို့ဒါကိုကျွန်တော် test editor အစင်မရှိတယ်နော်ကျွန်တော်တို့ဘာတွေရှိသေးလဲဆို spelling check ကျွန်တော်တို့ microsoft မှာဆိုကဲစာချင်းရှင်ကြည့်နော်စလုံးပေါင်းမှိုင်းသူပြဒါသူမသိလို့ dog dot ဆိုသူသိတယ်သူသိတယ်ဘာမှမလားအဲ god dot ဆိုရင်တော့ အမဂျီယိုရီတော့ဆိုလည်းသိတယ်အဲ့ဒါတော့တော့ဟာတော့တူမသိတော့အဲအဗီဒန်နဲ့မှသူရှာရမှာတဲ့စပယ်လင်းချက်ကမှားနေသူပါဗျာကဲဆိုတော့စလုံးပေါင်းမှားနေတာမရှိတော့ဒီဘာနဲ့ဘာရဲ့အကူအညီနဲ့တော့ Microsoft ရဲ့အကူအညီနဲ့ကဲဆိုတော့ software ရေးတဲ့နေရာမှာလည်းကြည့်လိုက် notebook နဲ့စရေးတာတော့ဟုတ်တယ်စတင်တာတော့ဟုတ်တယ်ဒါပေမဲ့သူကဘာအကူအညီမှမရေးရုံပဲစလုံးပေါင်းမှားနေတာအကုန်နားကပဲ syntax error ဟုတ်လား programming မှာကျွန်တော်တို့ syntax စာလေးလာမယ် semantics meaning နေတော့တို့ programmer လေးလာမယ်ဆိုတော့အဲ့လိုပဲဟုတ်နော်ဒါစီကျွန်တော်တို့ code software နေဘယ်လိုရေးမလဲဆိုတော့ကျွန်တော်မလာဘာလို့ဘာလို့ပြရလဲမိတ်ဆက်ပဲ okay ဒါဆိုကျွန်တော်တို့လေးလာကြ꽌ပြီနော် test 1 notebook နဲ့ရေးတာတော့ဟုတ်တယ်ဒါပေမဲ့သူ့ထံမြင်နေ software နဲ့ရေးတယ်ဒါဆိုဒါ attach editor ဒါလည်းကျွန်တော်တို့ sublime text ဆိုတာ text editor ပဲဒါပေမဲ့ text editor အမြင် software okay မနော်ကျွန်တော်တို့တခုဒီထက်မြင်တာရှိသေးတယ် তো মাইক্রোসফট আমাদের ভুইভি সেক্রেট সরি সরি ভুইএস কো বাজুয়া বেজেস বাজুয়া বাজুয়া স্টুডিও পর নাও রাখো এই আবের মাঝে নাও এসকো এসকো নাও রি মাঝে ইক্লিপ নাভি হ্যাঁ আচ্ছা ওমে তাহলে এই নাও ভারে লেছে ভাষা ওরে আইডি ইন্টারপ্রেটার ডেভেলপমেন্ট আইডি আইডি নামে ওই নাও আইডি ဟုတ်လား integrated development id id ဆိုတာကဘာလဲဆိုတော့ဒီ id ဆိုတာကတကယ်တော့ပတ်ပါအောင်ဒီနေ့ထည့်မယ်နော်အကုန်လုံးပဲတော်တော်ကဲ java ဆို java compile လာဒါပေမဲ့ java id software ထည့်လိုက်တာ compile လာတယ်ဘာလို့လဲတွေ့ဆိုကုန်ကြည့်လို့သွား c ဆိုလဲလို့ c code block လို့ဘာလို့သွားဆိုကြည့်ပြီးတော့ compile လာရောတခါတယ်ကဲတော့ဒီက program run mode ဆိုတော့အကုန်အစ beginner အနေနဲ့သူစမယ် notepad ပိုင်းလာပိုင်းရ compile လာရှာမယ်ကျတော့ interpreter ရှာမယ်ဟုတ်လားကဲဆိုတော့ now တင်ငန်းစာမယ်တော့ language ရွေးတော့မယ် ဘယ် language နဲ့စာလာမှာလဲဘာဖြစ်လို့ island ကိုကိုစာရွေးတာလဲโอเคမလားကဲစာလိုက်ကြပါโอเค thank you ပြန်ကျွန်တော်ဒီမှာနော်အားလေးတရိထားမလားဒါလေးမသွားခင်ဒီမှာ javascript ဆို javascript ကို js ဖြစ်ပါ Python ဆို .py ဖြစ်အဲ့တော့ groovy ဆို groovy.groovy ဖြစ်အဲ့တော့ .ruby programming language အရာ py extension တွေပါပြောတယ်ကွဲဝင်မယ်လေကွဲဝင်မယ်လေဒီ my powerpoint ထားတယ်ဒီရှေ့မှာချလာတယ်ဖိုင်တွေတော့မလုပ်ဘူးလေ dungeon duty နှစ်ဖိုင်အဲ့တော့ dash.py လို့ရတယ်

programming ရေးဖို့ပါတယ်လိုရတယ်ဆိုတော့ကျွန်တော်တို့ programming environment စတင်ရလာလေ။ရမလား။ကျွန်တော်တို့ဒါ code source code စရေးတော့ okay thank you